ဟုတ်မင်္ဂလာပါဆရာဦးစိန်ဝင်းရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီပြီးခဲ့တဲ့ရက်ပိုင်းမှာဒီပြီးခဲ့တဲ့အလုံးခဲ့တဲ့အပတ်ကပေါ့လေဒီ KIA ကစစ်ကောင်စီရဲ့ဒီရဟယံဒဇန်ကိုပြစ်ချနိုင်ခဲ့တာပေါ့နော်ပြီးတော့ဒီနောက်တစ်စီကိုလည်းတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ဒီ KIA ရဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူကပြောခဲ့တာပေါ့နော်အာဒီပြကြခဲ့တဲ့ရဟယံနဲ့ဆိုလို့ရှိရင်ဒီအာနာသိန်းကာလအတွင်းမှာ စက်ကောင်စီရဲ့ဆုံးရှုံးရတဲ့လင်ရင်ကလည်းမနေဦးရှိနေတာပေါ့နော်ဆိုတော့ဒီလင်ရင်တွေကစုစုပေါင်းဘလောက်လောက်ရှိပြီလဲပြီးတော့တံပိုးအပြည့်ပေါ့နော်စက်ကောင်စီအနေနဲ့ဘလောက်ထိဆုံးရှုံးထားပြီလဲဆိုတော့ခံမနိုင်မလဲရှင်ဒီနေ့အင်တာဗျူးမှာဟိုမဂျူချန်းကနေမကောင်းတဲ့တာလန်နေပြီးတော့ဒါမေးရတဲ့အတွက်နော်အဲစင်ကောင်းပါဘူးအဲဒီဂျူချန်းမေးခွန်းနဲ့ပတ်သက်ပြီးတော့ပြောရလို့ရှိရင် အဲကျွန်တော်တို့ဒီပြူနိုင်တဲ့စင်ရပါလေအာနာသိမ့်ပြီးကလေးကစစ်ကောင်စီရဲ့လေရင်တွေကိုတော်လိုင်းရေးဘက်ကပစ်ချလို့ဒါမှမဟုတ်ရင်တိုက်ပွဲနဲ့ဆက်နွယ်လို့ပေါ့နော်အော်ပြက်ကြသွားတာစက်တစင်းရှိပါပြီအေးနောက်တစင်းကတော့တော်လိုင်းပွဲအဲဘက်ကနေပြီးတော့ပစ်ချတယ် PDF ပေါ့လေသူကပစ်ချတယ်လို့ပြောတယ်ဒါပေမဲ့အဲကျွန်တော်တို့ထောက်ထားမတွေ့ရတော့အဲ့ဒါကိုထပ်မတွေ့ဘူးပေါ့ အဲ့လိုပြကြခဲ့တဲ့စက်တစင်းမှာနောက်ဆုံးဖြစ်စဉ်ကမေလ20ရက်နေ့နေ့လယ်တနာရီလောက်မှာကချင်ပြည်နယ်ဗမော်မြို့အနောက်မြောက်ဘက်အနောက်အနောက်ဘက်မြကန်းနားကရှိစင်းနောက်ဆင်းဆင်းလာတဲ့လေရရင်တုံးစီတွေက20ပေါ့နော်အဲ့ဒါ KIA ရဲ့တိုက်ခိုက်မှုခံရပြီးတော့အနေစာရောက်သွားတာတစင်းကတော့ရွှေကူမြို့အရှိတ်ဘက်14မိုင် ွာမှာပြတ်ကျသွားပြီးတော့ရဟယင်ပေါ်ပါတဲ့လူ၁၈ယောက်လုံးတည်သွားတယ်။နောက်တစ်စီးကတော့သူကနှစ်ခါပြန်တိုက်ခိုက်ခံရတာ။ပထမတစ်ခါအာပြစ်ခံရပြီးတော့သူရသလောက်ပြန်တန်းသွားပြီးလွတ်မဲ့ထင်တဲ့နေရာနာမှာရထားတော့ KIA ကျွန်တော်တို့ first person view FPV drone နဲ့ထပ်တိုက်လိုက်။ဒါဒီလိုမျိုးတိုက်ခိုက်မှုက Ukraine တပ်တွေကရဟရုရှားရဟယင်တွေကို ဟိုဝင်တိုက်တဲ့ drone နဲ့ဝင်တိုက်တဲ့ပုံစံမျိုးမြန်မာပြည်မှာတော့ဒါပထမဆုံးဖြစ်လာတဲ့တိုက်ခိုက်မှုပုံစံတစ်လို့ပြောလို့ရတယ်เนาะဒေါ်လာရေးတပ်တွေရဲ့ drone တိုက်ခိုက်မှုမှာအဆင့်မြင့်လာတယ်ဒါပုံစံတစ်တစ်မျိုးတွေ့ရဆက်ဆက်လို့ပြောရရင် KIA ကငှက်ကင်တာတိတ်တော်တယ်အာနာသိမ့်မိတဲ့က KIA ဘက်ကပြစ်ချနိုင်ခဲ့တာစုစုပေါင်း၅စီးရှိသွားတယ်စစ်ကောင်စီတိုက်ရဲ့တိုက်လေရင်နဲ့ရဟရင်တွေကကချင်းမြေကိုရောက်လို့ရှိရင်ဒါ လေတဲ့အခေါင်းတလားတွေဖြစ်တော့တာအထူးသဖြင့်ရဟယင်တွေကကချင်းမျိုးပြန်လာဖို့ဆိုရင်တရဏဂုံတင်ပြီးမှပြန်လာမယ်အနေထားပဲကချင်းမျိုးမှာဖြစ်တဲ့ဖြစ်စဉ်တွေကိုကြည့်2021မေလ3ရက်နေ့မှာမိုးမောင်းမြို့နယ်မှာ MI 35တိုက်ခိုက်ရဟယင်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့ကဝိုင်းမော်မှာ MI 17တဲ့ရဟရဟယင် 2024 January 16ရက်ကိုခိုင်နပကမှာ FTC 2000G တိုက်ခိုက်ရေး fighter နဲ့2025ခုနှစ်မေလ20ရက်နဲ့21ရက်နေ့တွေကအမော်မြို့နယ်တွေက MI70 နော်လက်စင်တခြားဒီလိုပဲပြစ်ချနိုင်တဲ့ဒေသတွေကတော့ကရင်နီကရင်နဲ့ရခိုင်တို့ဖြစ်ပါတယ်ကရင်နီကဖြစ်စဉ်တွေကိုကြည့်ရင်2023ခုနှစ်ဇွန်လ30ရက်နေ့မှာ KNPLF ကလလတာက K8 ပေါ်သားတိုက်တိုက်လီရင်ကိုရွာတင်းမြို့နီမှာပစ်ချခဲ့တာ2023ခုနှစ်နိုဝင်ဘာ17ရက်နေ့က K8 အပေါ်သားအလီရင်ကိုပြက်ကြပြီးတော့လေမှုဘုံမှုခိုက်တံမိုးဒါအရှင်ဖမ်းမိခံရခဲ့တာ2024ခုနှစ်မေလ6ရက်နေ့ကဖားဆောင်မှာ MI17 ရဟရဲဘော့ခဲမြို့မှာပြက်ကြတာဖြစ်တယ်။ကရင်ပြည်မှာဖြစ်တဲ့ K-Dollar ရင် KNPL KN KNL PDF တဲ့ဒီနဲ့ပြချတဲ့ဟာကမြောက်ဒီမြို့နယ်သင်္ကန်းကြီးနောက်မှာ Eurocopter AS365 Dolphin ကိုပြချနိုင်ခဲ့တာရခိုင်မှာပြချနိုင်ခဲ့တာတွေနဲ့ပတ်သက်ရင်တော့ A က2024 February ထဲမှာပျက်စီးနေတဲ့လေရှိမှာရိုက်ထားတဲ့တပ်ပုံကိုဖော်ပြခဲ့တယ်။ဒါပေမဲ့ဘဲတိုက်ပွဲရယ်လို့တော့သူကမပြောထားဘူး။ဒါပေမဲ့အေအင်းနဲ့နီးစပ်တဲ့လူတွေကကျွန်တော်ပြောတဲ့ဟာ မင်းပြကျင်းတော်တိုက်ပွဲမှာပစ်ချနိုင်ခဲ့တာလို့ဆိုပါအေရပဲ2024နိုဝင်ဘာ10နေ့မှာအန်ဟိုစစ်ကူလာချတဲ့ MI 17တစင်းကိုပစ်ချနိုင်ပြီးတော့အဲ့ဒီကောင်မကွေးတိုင်းအဆက်အဖဲမျိုးမှာထိုးကြသွားခဲ့တယ်။ဒါကြောင့်အခုချိန်ဒီပေါ့ဒေါ်လိုင်းရေးဖွဲ့တွေပစ်ချနိုင်တဲ့နော်အဲရဟရင်နဲ့လေရင်တွေမှာ MI 17 MI 16က6စင်း MI 35တစင်း KAW နစီ Eurocopter ဒဇင်း FTC 2000G ဒဇင်းတို့ဖြစ်တယ်။ငွေကြေးအဖြစ်ဘလောက်ဆုံးရှုံးလဲဆိုတာတော့သူတို့ကဒီဝယ်ယူတဲ့တိုင်းပြည်ကိုကြီးညာတာမဟုတ်ဝယ်ယူတဲ့နှုန်းနေနော်ဘလောက်နဲ့ဆိုတာပြောတာ။ဒါကစစ်တပ်ရဲ့လူဘဝမှုတွေထဲမှာပါတယ်။အရသာဆိုးရလက်ထက်မှာတော့သူကအဒီကမတိရဘူး။2008ဖွဲ့စည်းပုံအခြေခံဘူးရလဲအဲ့ဒါတွေကိုကောက်ွယ်ပေးထားတယ်။ ဒီလိုမျိုးဆစ်လက်နဲ့ဝယ်တယ်ဆိုတာလဲဒါသူတို့ရဲ့ money making ပဲငွေငွေငွေထုတ်ဆက်ငွေလုတ်ဆက်ပဲနော်ဒီကနေပြီးတော့အာ percentage တွေယူကြယူကြလုတ်ကြတာဟုတ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံတကာပေါက်ဈေးသူတို့ဟိုတခြားနိုင်ငံတွေရဲ့ဈေးတွေနဲ့နှိုင်းယှဉ်ပြီးတော့ပြောရလို့ရှိရင်ဂျိန်းဒေတာကတော့ဒေါ်လာတန်းရာကနန်းမှာရှိတယ်လို့ပြောလို့ရပါတယ်ဒီလိုလေရင်နေတောင်ပြတ်ချခံနေရတာဟုတ်တကယ်လို့အဲ့ဒီဒေတာတွေမှာဒါ အခုစက်ကောင်စီတုံးနေတဲ့ပါရာမော်တာတွေနဲ့တွားပြီးတော့တွေ့တိုးဆန်းရင်တော့တခါလေပြည့်ချခံရမှမယ်လို့ထင်တယ်ပေါ့နော်။အဲဆိုတော့နောက်တစ်ခုကဒီစက်ကောင်စီကဒီလိုမျိုးကိုလေရင်နေပြတ်ကြတိုင်းပေါ့နော်ပြတ်ချခံရတိုင်းမှာအဆက်ချွေရမှုကြောင့်ဆိုပြီးတော့အများအမ်းထောက်ပြန်တာရှိတာပေါ့နော်တနေ့ဟိုတလောကပြတ်ခတ်ခံရတဲ့ဒီရဟယင်အပါဝင်ပေါ့လေစက်ကောင်စီကစက်ကောင်စီရဲ့ပြတ်ကြတဲ့ဒီလေရင်တွေကတကယ်ပဲဆက်ချွေရမှုရှိလို့လားဒါမှမဟုတ်ပြတ်ကြတာလား အပြစ်ခံရတာလားပေါ့နော်အဆရာအနေနဲ့ဘယ်လိုမြင်မိသလဲရှင်လေးရင်နေရရင်နေပြစ်ချမှုတွေမှာဟိုမှာမန်ပက်လို့ဟာမျိုးပေါ့အခုံးတန်းနဲ့ပြစ်လို့တိုက်ရိုက်ထိပောက်ွယ်သွားတာမျိုးဆိုရင်เนาะဒါသူတို့ဟိုလိန်လို့မရတဲ့ဟာဒါပေမဲ့ကြီးထိပ်ပြီးတော့မိโกဒံမိထွက်သွားတာပြီးတော့မှပြစ်ကြတာဆိုရင်တော့ဒါအเจ้าရင်းကတော့ပြစ်ချခံရလို့ဆိုပေမဲ့သူကအဲ့လိုမျိုး မှာသက်ဆိုင်ရာဒေါ်လာရေးဖွဲ့တွေကိုတိတ်တင်ပေးရာကြမှာဆိုလို့စစ်ကောင်စီကဥပဒေမြင်တဲ့လိန်လေးရှိဆက်ချုပ်ရင်းလို့ဖြစ်တယ်ဆိုတာတိတိတတ်တာကြီးနော်အာနာသိမ့်ပြီးနောက်ပိုင်းမှာဆက်ချုပ်ရင်းပြီးပြက်ကြတာအားစင်းရှိပါဘူးအဲ့တော့ခုနပြက်ကြဟိုပြက်တိုက်ပွဲမှာအာပြက်လို့ပြက်ကြတာကဆက်တစင်းဒီဆက်ချုပ်ရင်းပြီးသူကသူတိကြပြက်တာအားစင်းနော်တတ်တတ်ဆက်အားလုံးပေါင်း16စင်းဖြစ်ပါ ီပြကြတဲ့စည်ရင်းတွေကိုကြည့်ရင်2021ခုနှစ်ဂျော်လာထဲမှာပြင်ဦးလွင်အနီးစခန်းကလေငွင်းကိုဆင်းခဲ့တဲ့ဒါစစ်ကောင်စီရဲ့တင်ပို့ဆောင်ရေးလေပြကြလို့ဒုစနဦးတည်ကြတာရှိတယ်2022 February လထဲမှာစကိုင်းမြို့နယ်အုံတော်ရွာထဲမှာလေရင်လေ့ကျင့်ပြန်သားနေတဲ့လေရင်တစ်စင်းပြကြတာရှိတယ်2020ထဲမှာပဲနိုဝင်ဘာလ တဲမှာတနင်္သာရီတိုင်းတဲချောင်းမြို့နယ်ထဲမှာ PT6 အမောင်းတင်လေးတစ်စင်းပြကြတာဖြစ်တယ်2024 February လထဲမှာ14မြို့နယ်ကျူးဝန်းကြီးရွာအနီးမှာကြက်တိုက်လေးပြကြတာဖြစ်တယ်2024 March လ26နေ့မိထီလာမြို့နယ်ပြီးသားရမြောက်ရက်ွက်မဟုရတင်ကြိုင်းနီးနာမှာပြကြတာဖြစ်တယ်ပြောရရင်ဒါတွေကလည်းအာဏာသိမ်းတာနဲ့ဆက်နွယ်နေတယ်เนาะလေချောင်းတိုက်ခိုက်မှုတွေ ိုလုံးရလေနော်ဒီလေရင်နေရဟရင်နေလေထဲမှာပြန်တန်းတဲ့အချိန်ကြီးစိတ်လာလေတိမ်ဖို့ဆောင်ကြီးပဲဖြစ်ဖြစ်ပေါ့လေ့ကျင့်တာပဲဖြစ်ဖြစ်လိုအပ်တဲ့ပြင်စင်ထိမ့်သိမ့်မှုတွေအချိန်မှမလုံးလာနိုင်ဖြစ်တယ်အဲ့တော့အဲ့ဒီလေနေရဟရင်နေဟာပြကြဖို့ပို့ပြီးတော့ကြီးစားလာတယ်အနေများလာလိန်ညာတရင် ထုတ်တာလို့ဆိုလို့ရှိရင်ပြန်ဆက်ရလို့ရှိရင်ဒီမြမစစ်တပ် တမရော်ဆိုတဲ့ဟာကြီးရပေါ့စစ်ကောင်းဆောင်နေနဲ့လိန်ညာမှုဆိုတာခွဲလို့မရဘူးသူတို့ကပြောင်းလဲပြောင်းသားတိတ်လုပ်တယ်နော်အာနမူနာအပြည့်ပြောမယ်အဲမှတ်မိမလားတော့မသိဘူး2023ခုနှစ်နိုဝင်ဘာ17ရက်နေ့က KW ပြချကန်တဲ့ဗီဒီယိုအွန်လိုင်းမှာပြန့်ချိန်မှာတော့မာသူက Jet Fighter တစ်စင်းဆက်ချုပ်ရွေးငဲ့ပြီးမဲ့လိန်ကိုထိမ်းပေါင်းရင်ပိုင်လော့တွေကအနေကင်းကင်းနဲ့မိခင်နဲ့မိခင်တတ်တဲ့ပြန်ရောက်ပြီးဆိုတဲ့သတင်းကိုထုတ်ခဲ့ဒါပေမဲ့နောက်ရှိရလောက်ကြတော့မှအဲ့ဒီပိုင်လော့ ုံမှုခိုင်တန်မို့ဖမ်းပြီးတော့ဘူးပေါ်သလိုပေါ်တာဖြစ်ဖြစ်ပါလိမ့်ရောเนาะအဲ့ဒီလိုမျိုးလိမ့်တာမကျူချိုင်းရေဒီလိုမျိုးပေါ့လေလင်းရင်နေဟိုဘလောက်ပဲဖျက်ချခံရတာချီရှိပေါ့နော်ဒီစက်ကောင်စီကတော့လေချောင်းတိုက်ခိုက်မှုတွေကရော့မသွားဘူးပေါ့လေမနေ့ကပဲဒီအဲဘကိုးတိုင်းဘက်မှာဘိုးရှိချမ်းမှာပေါ့လေမင်္ဂလာဆောင်တစ်ခုဟိုလေချောင်းတိုက်ခိုက်ခံရလို့လူ၁၀နဲ့ချီဆုံးသွားတာရှိတာပေါ့နော်အဲဆိုတော့ဒီလိုမျိုးဟို လေချောင်းရံကိုထိထိရောက်ရောက်ရှော့ချဖို့ဆိုလို့ရှိရင်အလေရင်အစည်းချင်းတစည်းချင်းစီကိုလိုက်ဖြက်လိုက်ပြီးတော့ဖြက်စည်းနိုင်ဖို့ဆိုတာထပ်ပေါ့လေအဒီလေရင်ကွင်းတွေကိုတိုက်ခိုက်တာကပိုပြီးတော့ထိရောက်နိုင်မယ်လို့ယူဆနိုင်မလားရှင်ဧပြီလ၁ရက်နေ့ကနေအခုမေလ15ရက်နေ့ထိစစ်ကောင်စီရဲ့လေချောင်း တိုက်ခိုက်မှုအကြိမ်ကြီးပေါင်း132ကြိမ်ရှိအဲ့တော့အဲ့ဒီဤလိုတိုက်ခိုက်မှုကြောင့်နေ့စဉ်အရတား ပြန်မြတည်ဆုံမှုက10ရောက်လောက်တည်ရှိမင်းအွန်လိုင်းလိုလူမျိုးကတော့နေရဲရောက်မှမိုက်ဆက်သိမ့်မဲ့လူစားမျိုးပဲသူမသိမသိချင်းကိုရသလောက်နှိမ့်ဆက်ဒုက္ခပေးသွားမဲ့သူပဲသူမှာကတူတက်ကဒီကြီးတက်ကတုံးစားလို့မရတော့တဲ့အချိန်တွေအဲ့တော့လေတန်းနဲ့ဘုံကျဲဒုံးပြစ်ဒီလိုနဲ့မြို့ပြားတွေဖြစ်စီဖြစ်တာအရသားတွေကိုမိလောက်တိုက်တိုက်အဲတွင်းပြစ်တာအဲ့လိုလှုပ်ပြီးတော့သူကတော်လိုင်းကြီးကိုရတက်မှုလှုပ်မင်းအောင်လိုင်းရဲ့စစ်ကောင်စီက ဒါရွေးကောက်ပွဲမလုတ်ခင်နယ်မြေရှင်းသင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့နေစဉ်ရက်ဆက်လေကြောင်းကနေပုံကျဲတာပါရာမော်တာတွေ drone တွေနဲ့ကျဲတာဒါမျိုးတွေကိုပို့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 လုတ်လာ သူ့ရဲ့ဒီလေကြောင်းတိုက်ခိုက်တဲ့ view ဟာမှာဒေါ်လာကြီးတက်တွေထိန်းထားတဲ့တန်ရဇာတာတွေထွက်တဲ့နေမြေတဘောကတော့ဒေါ်လာကြီးတက်တွေကိုဟိုငွေကြေးထောက်ကူဖြစ်ဖြစ်နိုင်မဲ့နေမြေတွေ တော့ NUG PDF ထိန်းချုပ်ရတယ်။သူက NUG PDF ခေါင်းထောင်မှာကိုလည်းမလိုလားဘူး။အဲ့ဒီတော့အဲ့ဒီနေရာတွေကိုဖိတယ်။နောက်ပြီးတော့အဲ့ဒီ data တွေမှာလည်းအဲဒီလေကြောင်းရန်တာတွေအေးလေကြောင်းဒီပြန်ပစ်ဖို့လက်နေတည်ဆိုတာလည်းအားနေတာ။နောက်ဒီတော်လိုက်တက်တွေထိန်းထားတဲ့အဓိကကြတဲ့မျိုးပြတယ်အဲ့ဒီလိုမျိုးပြတွေကိုသူကပြန်မရရင်တော့မှဖြည့်ဆည်းပြစ်မယ်ဆိုတဲ့ဟာနဲ့လုပ်တယ်။အဲ့ဒါကြောင့်လဲနောက်ထပ်ဒီကြောင့်တိုက်ခိုက်မှုတွေအဲအတွက်ကို ပြည်နေတာတွေရှိတယ်။မကွေးတိုင်းထဲမှာပခုတ်ကူလေစိမ့်နဲ့6မြို့နယ်တွေကလမ်းရွာလေရင်ကွင်း၊သခိုင်းတိုင်းထဲကကလေးနဲ့နာမခလေရင်ကွင်း၊မန္တလေးတိုင်းထဲမှာဆိုရင်ပြင်ဦးလွင်အနီးစကန်းလေရင်ကွင်းနဲ့မိထီလာရှန်တဲလေအဲလေဒါစကန်းတွေကဒါလေရင်ပြေးလမ်းနေပုံတော့ကြီးစားမြင့်တင်တာတွေလုပ်နေတယ်။နောက်တက်စကန်ကြီးကြီးတွေသူ့ရဲ့အဲလေလေချောင်းဆိုင်ရာထောက်ပို့အတွက်ပေါ့လေတက်စကန်ကြီးကြီးတွေလည်းမှာဒါလေတက်စင်းလုပ်တဲ့ အဲလေငွေအသေးစားလေးတွေထည့်ဆောက်လာတာတွေ့ရတယ်ဒါတော့တကယ်နာဒီတော့ဒေါ်လာကြီးတက်တယ်ကဒီအရာဝေအရာဝပဲဖြစ်ဖြစ်နော်ဟောတခြားသောဒီ PDF တွေပဲဖြစ်ဖြစ်လာပြစ်သမျှလေးတွေကိုပြန်ပြစ်ဖို့လင်ပြစ်လက်နက်တွေနဲ့ဒီလေချောင်းရံကာကွယ်လက်နက်တွေဆိုတာလက်ရှိနေတာနဲ့မဖြစ်နိုင်လုံလုံလောက်လောက်မဖြစ်နိုင် အထူးသဖြင့်တော့အားနေချက်ကြီးတာက NUG PDF နဲ့မြေအညာဒေတာ အီယာဝိုတွေမှာကသူကတချို့ဆိုမန်ပက်လိုဟာမျိုးတော့ရှိတယ်အဲတိတ်အစင်းမင်းကြီးတော့မဟုတ်ဘူးပေါ့နော်ဒီ point 5တို့ဟိုဟို point 2 3 8တို့စသဖြင့်ဒါမျိုးတွေဟိုရဟင်းပစ်တာပစ်နိုင်တဲ့ဟာမျိုးတွေရှိနေအဲ့တော့သူက disaster data တော့ပြန်ပစ်ချလိုက်နောက်အခုဟိုတိုးတက်လာတာအ drone နဲ့တိုက်ခိုက်တဲ့ဟာပေါ့နော်ဒါတော့ပြောရရင် significant ဖြစ်တဲ့ဟာပဲ အဲ့တော့အဲ့လိုအခြေအနေမှာတကယ် jet fighter ကြီးလို့ဟာမျိုးပြချနိုင်တဲ့အခြေအနေကတော့လုံးဝမရှိဘူး။အင်း။အဲ့ဒီတော့ဘာလို့လေလေကြောင်းညံကာအတွက်ပါတယ်လုံးမလဲ။လေကြောင်းတိုက်ခိုက်မှုတွေ short ချဖို့ပါတယ်လုံးမလဲ။ဒီဒေါ်လာကြီးတက်တည်ရဒီစစ်ကောင်စီရဲ့လေရင်ကွင်းတွေလေရင်တွေနောက်လေလေရင်ပစ်ဘုံတွေလေစီတိုလောင်းတဲ့ကန်တွေဒါတွေကိုခံမှန်းပြီးတော့ short တိုက်တုံးနဲ့ပစ်တာတွေ နော်အဝေးရတူပြီးတော့ interview တွေလုပ်နေရအဲ့ဒီလိုဟိုတိုက်ခိုက်မှုမှာတောင်ကူ leader scan ဟာနာချုပ်ကတော့အာကျွန်တော်ဟိုကြည့်တယ်ပြပါပြစ်ခတ်ခံရတော့မယ်အဲ့ဒါကလည်းအတိုက်တာတစ်ခုတည်းထိရောက်တယ်လို့ယူဆလို့ရတယ်အဲ့တော့တောင်ကူ leader scan နေတက်တဲ့ဟိုလေချောင်းတိုက်ခိုက်မှုကိုကြည့်တာနောက်မင်္ဂလာတို့မော်ဘီတတဲဝူးဆတဲ့ leader scan တွေကိုလည်းပြစ်ခတ်တိုက်ခိုက်တာတွေရှိပြီမဲ့လေအဲ့ဒီနဲ့ဆက်နွယ်တဲ့လေချောင်းတိုက်ခိုက်မှုဟာ ကျော်နေသွားတာမျိုးမတွေ့ရစစ်ကောင်စီတပ်မှလီဒါစကန်ဌာနချုပ်တွေကမကွေးတတဲဦးမော်ဘီနေပြီးတော့မေဒီလာရှမ်းတဲ့တောင်ကူနန်းဆန်ပသိမ့်နော်ဒါတွေမှာရှိတယ်ရန်ကုန်ဩရန်ကုန်တို့မင်္ဂလာတော်ကမြကြီးနာမုံရဟောင်းလင်းဒါတွေမှာလည်းရှိတယ်ယူကရိန်းမှာတော့ဘယ်လိုလုပ်လဲဆိုတော့သူကအဲ့ဒီလိုမျိုးဟိုရန်သူရဲ့နောက်တန်းပေါ့ဟိုငါဒီ infrastructure တွေကိုဟိုခြေကစောက်နေတယ် တိုက်ခိုက်တဲ့နေရာမှာအဲ့လိုမစ်ရှင်တွေအတွက်ရုရှားရဲ့နယ်မြေပေါ့လေအဲ့ဒီတဲကိုသူကအချိန်ကာလကြာစိတ်ဝင်လှုပ်ရှားတဲ့အထူးတပ်ဖွဲ့တွေ special force တွေလှုပ်ပြီးတော့အထူးစစ်ဆေးစီမံချက်တွေရေးဆွဲတာလုပ်ရတယ်ဒါလည်းအဲဒီစဉ်းစားကြတဲ့ချက်အနေလို့ပြောလို့ရပါတယ် ဒီလိုမျိုးစက်ကောင်စီကဟိုဇာတိုက်ဇာတိုက်ဟိုလေချောင်းတိုက်ခိုက်မှုတွေလုပ်နေတာမျိုးရှိတော့ဒီစက်ကောင်စီရဲ့လေတပ်ထဲမှာရောဒီလေရင်တွေပြီးတော့ဒီစက်ပစ္စည်းတွေကိုပေါ့နော်အစစ်မြစ်တမ်းမှုတွေလုပ်လာတာမျိုးရှိလာပါလိအပြီးတော့တစက်တည်းဒီလေတပ်တွေလည်းပတ်နိုင်အောင်လေရင်စီတွေပြီးတော့စက်ပစ္စည်းတွေကိုပေါ့နော်လက်ရှိအချိန်ဒီဘဲကုမ္ပဏီတွေကပံ့ပိုးပေးနေကြတာမျိုးရှိလဲရှင်စက်ကောင်စီကဒီမြေပြင်ကနေသူ့ရဲ့ ကြည်တက်တရားစုံမှုရေလုံနိုင်တဲ့အခြေအနေမျိုးရှိတော့သူရဲ့အာသာချက်ပေါ့ဗျာသူကတော့ဒီဒေါ်လာရေးတက်တည်တဲ့ဆိုင်ရဲ့အာသာတာကလေတက်အင်အားအဲ့ဒါကိုသူကအားတွေထပ်ဖြည့်လေကျုံပိုကျုံကြီးမောင်မောင်ကျော်လက်ထက်လက်ကနေပြီးတော့ပိုကျုံကြီးထွန်းအောင်အောင်ပြောင်းလိုက်ပြီးတဲ့နောက်ပိုင်းလေကျုံတိုက်ခိုက်မှုတွေကတိတိတသားကိုပို့ပြီးတော့အချိန်မြင့်လာထွန်းအောင်ကရက်ဆက်တယ်မင်းအောင်လိုက်ခိုင်းတာဘာမှမစိုးလုံးတဲ့လူ နော်သူလက်ထက်အရက်သားတွေကိုတတ်တာတိတိတတာအိုးလာဒေတာစကန်နေ့တိုင်းမှာဘက်ဆုံသုံးတိုက်လေရင် SU30 FTC 2000G အပေါ်သားတိုက်လေရင် Jack 130 MiG 29 Jacob လက်နဲ့ Jack 130 Wide 12 MI 70ဟာဒီလိုလေရင်နေရရင်အဲ့ဒါတွေစုစုပေါင်း200ကျော်လောက်ကိုနော်လက်နက်ခဲအနေနဲ့ အတက်တိုက်ပွဲဝင်နိုင်ရေးဆိုတာပြင်ထားရတယ်ဒီမှာအာပတ်ချလဲတုံးတဲ့ခါကြရင်သူအကောင်လုံးတော့တုံးနိုင်တာတော့မဟုတ်ဘူးပေါ့ဘယ်လိုဖြစ်ဖြစ်သူမှအင်အားတစ်ခုရှိနောက် leader scan ပတ်ဝန်းကျင်ကိုအတိုက်မခံရအောင် paramotor တွေနဲ့ animation လင်းလုပ်တယ်အခုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြည့်လို့ရင်တရုတ်ရဲ့ FTC 2000G Jet Fighter K8 Harbin 12เนาะအဲ့လို တယ်ယူပို့ဆောင်ရေးအဲအဲ့လိုဟာတွေပါလို့တယ်ယူပို့ဆောင်ရေးရဟတ်ရည်နေနဲ့အဲရုရှားက MiG 29เนาะ MiG 35ဒါတွေကိုလည်းတုံးတာတွေ့ရတခြားနိုင်ငံဆိုရင်အိန္ဒိယကနေပြီးတော့ဟိုဟာပေါ့စိတ်ပိုင်းနေအဲဟိုဟာဝယ်ပြီးတုံးတာတွေ့ရတယ် Bharat Electronic Limited B ရကနေပြီးတော့ radar စနစ်တွေလေကြောင်းရံကာကွယ်ရေးစစ်လက်နက်တွေနောက်လေနေအတွက် ရေဒီယိုစနစ်တွေနဲ့အပိုပစ္စည်းတွေလေပုံးတွေအတွက် fuse တွေနော်ဒါတွေကိုဝယ်တာတွေ့ရတယ်ဒါပဲချင်းငါရောင်းရောင်းခဲ့တာလည်းတော့မသိဘူးပေါ့နောက်ဒီလိုမျိုးစစ်ကောင်စီတပ်ကလေနေခောက်တုံးခောက်ပြန်တဲ့အဘုံချဲနိုင်တဲ့လေတောင်းတိုက်ခိုက်မှုလုပ်နိုင်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့လေစီတွေဆက်ရနေ2023ခုနှစ်မှာအနောက်နိုင်ငံတွေကဒီစစ်ကောင်စီကိုလေစီတွင်းနေတဲ့မြန်မာပြည်တွင်းကုမ္ပဏီတွေပေါ့နော် Isha Sam, Swan Energy, Mia Wine, Rich Raid, Progress Technological Support နော်ဒါတွေကိုဆန့်ရှင်လုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒါကတိတ်ပြီးတော့ထိရောက်တာမျိုးမတွေ့ရဘူး။ဒါပြလို့လဲဆိုတော့ဒီကုမ္ပဏီတွေကတခြားအာနာမည်တွေပြောင်းပြီးတော့လှုပ်ရှားတာတွေ့ရတယ်။နောက်ပြီးဂျာကန်ကုမ္ပဏီတွေအဲ proxy ကုမ္ပဏီတွေအဲထပ်ဟိုကအစစ်စစ်လှုပ်တာတွေ့ရတယ်။နောက်လေးအစီတင်သွင်းတဲ့လမ်းကြောင်းတွေကလည်း လှက်ပတ်ပြီးတော့လာဥပမာဆိုရင် စင်ကာပူဗီယက်နမ်နဲ့မလေးရှားလင်းစီအီဒေါ်လာမြောင်းကားတွေတဆင့်တရုတ်အိန္ဒိယတို့တဲတယ်ပြီးတော့မှအဲ့ရနေပြီးတော့တီလွာစိတ်ကန်းကိုပြန်တဲအဲ့တော့စကောင်ဒီအီဒါတော့လင်းစီတွေစိတ်ရနေတာပဲနော်ဘာတော့ဖြစ်သွားလဲဆိုတော့သူကဂျားခန်ဆင့်နေပုံများလာတာကြောင့်လမ်းကြောင်းပူရှိလာတာကြောင့်ကုန်ကြစိတ်တွေကတော့အများကြီးတက်လာ ကျွန်တော်အမြင်တော့လင်းစီလိုအမျိုးအလုံးစုံပိတ်ဆို့နိုင်မှုတိတ်မပြောလင့်ထားသေးဘူးเนาะပြောရရင်အစားတသက်မှာလည်းသူကအပေါင်းပေါ်တွေရှိတယ်ဆိုတဲ့စကားလိုဘယ်လောက်ပဲပိတ်ဆို့မှုတွေလောက်ကမ္ဘာဆင်းမြင့်အဆင့်မှာတရုတ်တို့ရုရှားတို့ကစစ်ကောက်စီဘက်ကပါနေတွေ့ဂေပေါက်တွေကတော့ပေါက်နေဦးမှာပဲအဲ့တော့အော်ခုနလိုမျိုးဟိုတူးရဲ့နောက်တန်းကအဲဒီမှာဘယ်လောက်ဖြစ်စည်းနိုင်မလဲဆိုတဲ့ဟာကပဲလက်တွေ့ ကြတဲ့လုပ်ငန်းစဉ်တတွေ့ကြတဲ့ဖြစ်စဉ်တို့ပဲပြောလို့ရပါမယ်ဗျာဟုတ်ကဲ့ဆရာအဲဒီတစ်ပတ်ဟိုအက်ဒီတိုရီယယ်တောက်အစီအစဉ်ကိုဒီမှာပဲရန်နာပြရစေဆရာအချိန်လေးပြေးပြီဆိုတော့ပါဝင်ဆုံးနေပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် လူ့ဘောမီဒီယာရဲ့ဆက်လက်ရပ်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။